拆迁啊，门头变没了，拆迁变开了，变开了，没了，没有的没了。谁不说我先开没了？对，现在啊，都用 U C 没了，别人用外墙砖来搭了，新的砖来砌没了，别人用新的外墙皮搭了。哎喽，外墙呢，新的都越高了，没有的没了，对不对？没有的没了，你说安尼干的，不便宜？ နန်းတော်ရဲအမျိုးသမီးတွေကိုပဲချက်ချင်းစိုးစုံဝတ်ခိုင်းပြီးတော့ဆင်းတယ်။အဲ့ဒီအဝေးကနေပြီးတော့မြားနဲ့လှမ်းပြင်းတော့ဘယင်းကြီးစီမရောက်အောင်သူကစီမံလိုက်တာ။စင်တန်းနဲ့စီမံတာ။ဘေးကဒီချင်းလင်းစစ်တပ်တွေကနေပြီးတော့လှမ်းနေသားတွေမြားတွေနဲ့မိတုတ်တွေနဲ့အဲ့လိုလုပ်ပြီးတော့မြို့တော်ကထွက်တယ်။ခဏအတွင်းမှာသူကစီမံလိုက်တယ်။အဲ့ဒါထီတစားမုန်းလာပြီးနေပဲ။ အလစီမံပီတဲခမာရှမင်းကြီးဆင်းရဲနေပြင်ဆင်ပြီးပါပြီရှမင်းကြီးကြွတော်မူမဲ့အချိန်ရှမင်းကြီးကိုယ်တိုင်သိပါတယ်ဒါသူတို့ခေတ်ကပြောရထုံးတာပဲနော်သွားပါလို့မပြောဘူးအလုံးစင်သင်ဖြစ်ပါပြီဒါပဲပြောတယ်သူသဘောကျသူသူသူကသူလှုပ်ချင်လို့မလှုပ်ချင်နေသူပဲပြောရတယ်ယတ္တတာနေကာလမညတိသင်မင်းကြီးသွားရမယ့်အချိန်သင်မင်းကြီးသိပါတယ်ပဲဒီလိုပဲပြောလိုက်တယ်နော်အဲ့တော့ဘင်း အပြစ်လို့အောင်ပြောရတာအဲ့တော့ ਨੇ အဇန္တတမင်းကြီးဟာမိထုတ်တွေမိရှူးတွေဒီတိုင်ဆောင်ထားတဲ့အချမ်းရံတွေ ਨੇ စင်စည်းသူရဲ့ကောင်းဖြစ်တဲ့အမျိုးသမီးတွေ900ချမ်းပြီးတော့မြို့တော်ကကြီးကျယ်တဲ့အခမ်းအနားကြီးနဲ့ထွက်တယ် ရှိဝကရဲ့တည်းဥယျံကိုသွားတာအဲ့ဒါဒီတပိနေညပဲအဲ့ဒီပြို့တကားဖွင့်ပြီးတော့ထွက်သွားပြီအဲ့ဒီလိုထွက်သွားတော့မြို့ပြင်ရောက်တဲ့အခါရှိဝကတည်းရဲ့ဥယျံအနိနရောက်သွားတယ်ညအခါဆိုတော့အစ်မတမလည်းတိတ်ဆိတ်နေတယ်ရှိဝကရဲ့စီမံချက်ကြောင့်တီးတာမှောက်တာလေဘာတွေမပါဘူးငြိမ်ငြိမ်သက်သက်ကလေးသွားတာ ်ဆင်းကလည်းခြေလုံတော့ဆင်းရဲ့ခြေတန်တွေကလည်းမကြောက်အလုံးကကုံချောင်းလျှောက်သွားကြတာဆိုညင်သက်ညင်သက်လာတဲ့အခါစီဝကကြီးရဲ့တဲ့ဥယျာဉ်သာရောက်တော့သရတမင်းကြီးတဲ့မှာအတွေးတစ်ခုဝင်လာတယ်အတွေးတစ်ခုဝင်လာသူပြောတော့တန်ခါထောင်းနဲ့1250ရှိတယ်လို့ပြောတယ် ဘာသမ်းမှလည်းကြာရဘူးဥယျာဉ်ကြီးတစ်ခုလုံးအနာနာရောက်သွားတဲ့ခါညိမ့်နာအကြသံကြာလောက်ညတိတ်ဆိတ်ဘာသမ်းမကြာမိတွေလည်းမမြင်ရဘူးညိမ့်တိတ်ဆိတ်နေတဲ့ခါသတ္တသားလန့်သွားတယ်သူစိတ်ထဲမှာတန်တရားဝင်သွားတယ်ငါတော့ဇီဝကလှဲ့စားပြီးတော့ငါတော့ဖမ်းတော့မယ်ထင်တယ်လို့စိတ်ထဲမှာအဲ့လိုဖြစ်သွားတယ်ဒါကြောက်စိတ်ဝင်တာ ကိုယ့်ကိုယ်ကိုစိတ်မလုံတာပေါ့နော် စိတ်မလုံနာဖြစ်သွားတယ်ဖြစ်သွားပြီးတော့အနာနာမှာသူ့နာလေးကနေကပ်ပြီးတော့လိုက်လာတဲ့ဇိဝကကိုပြောတယ်ကိစ္စမံသမဇိဝကနာဝနေစေသည်တငယ်ချင်းဇိဝကမင်းငါ့ကိုလှည့်စားတာတော့မဟုတ်ပါဘူးနော်မင်းကငါငါ့ကိုလှည့်စားတာမဟုတ်ဘူးမို့လား तू ကသူ့ကိုလှည့်စားပြီးခေါ်လာတယ်လို့ထင်တယ် သူတည်းရဲ့ဥယျာဉ်ထဲမှာခုနစစ်တက်တက်ထားပြီးတော့သူ့ကိုထောင်ချောင်းဆင်ပြီးတော့ဖမ်းလိုက်မယ်လို့သူသူ့စိတ်ထဲမှာအတွေးနယ်ချဲ့သွားတာပေါ့အဲ့ဒီမှာမင်းငါ့ကိုမလှည့်စားဘူးမှန်တယ်လားငါ့ကိုလိမ့်လဲလှည့်ပြားတာမဟုတ်ဘူးမို့လားငါ့ကိုရန်သူတွေရဲ့လက်ကိုမင်းမအပ်ဘူးမို့လားမင်းပြောတော့တန်ခါပေါင်းတထောင်၄၅၀ရှိတယ်လို့ပြောတယ်စကားပြောတယ်လည်းမကြဘူး ခြိတန်လည်းမကြောက်ချောင်းဆိုးတန်လည်းမကြောက်ဘာသာမှမကြောက်တိတ်ဆိတ်နေတဲ့နေအဲ့တော့မင်းငါကိုလဲစားရမဟုတ်ဘူးလားလို့ကြောက်ကြောက်နဲ့တုံတုံနဲ့ပြောတာသူတို့လည်းတရားမှတော့ကြောက်တာပေါ့နော်အဲ့တော့အဲ့တော့ရှိဝကအပိရမာပါဤမဟာရာဇမာပါဤမဟာရာဇရှင်မင်းကြီးတော့အိန္ဒိယနိုင်ငံထုံးစံမှာခနေ့လည်းပဲမဟာရာဇလို့ခေါ်တာပဲမဟာရာဇာ မကြောက်ပါနဲ့နတ်တံဝင်စေမိသင်မင်းကြီးကိုမလှည့်စားပါဘူးဖြားရောင်သိဆောင်တာမလုပ်ပါဘူးရှင်သူလက်မအပ်ပါဘူးရှင်မင်းကြီးရဲရဲသာရှိသွားပါဟိုနာကဖျားထိုင်နေတဲ့မန္တလမာလဆိုတဲ့အဆောက်အဦကြီးတဲမှာမိထွန်းထတာတွေ့လားအဲ့ဖျားအင်္ဂါတွေထိုင်နေတဲ့နေရာမိလေးတော့ထွန်းထတာရှိတယ်မိမှုတ်ပြပြလေးတစ်ခုတွေ့နေအဲ့တော့ အဲ့ဒီမှာဖျားရှိနေပါတယ်သမီးကြီးရဲရဲသွားပါဆိုတော့မှတဲဥယျာဏမှာရောက်တဲ့အခါမှာတကားဝမှာအလုံးစင်းနေဦးထားခဲ့ပြီးတော့သတ္တတမင်းနဲ့ကိုရံတော်ရိဟာခြေချင်းမြတ်စွာဘုရားသရင်သုံးနဲ့ဒီအဆောက်အဦကြီးဘက်ကိုဝင်ရောက်သွားကြတယ်ပေါ့တိတ်ဆိတ်ညင်သွားရောက်သွားကြတယ်ရောက်သွားတဲ့အခါမှာ မြတ်စွာဘုရားကအဲ့ဒီဆောက်ဦးကြီးအတွင်းမှာဆောက်ဦးကလည်းအဝိုင်းကြီးဆောက်ထားတာပေါ့နော်အဝိုင်းကြီးဆိုတော့အလဲကောင်မှတိုင်ပါတယ်အဲ့ဒီတိုင်ကိုမှုပြီးတော့မြတ်စွာဘုရားကရှေ့ဘက်ကိုမျက်နှာမှုပြီးတော့ထိုင်တယ်ယဟန်တွေကနောက်ပိုင်းကနောက်ကျောကနေဝိုင်းပြီးတော့ထိုင်နေကြတယ်မိလေးကထွန်းထားတယ်ဘယ်သူကစကားမပြောဘူးထိုင်နေကြတယ်အလားတိတ်ဆိတ်ညီသက်စွာကမ္မထမ်းထိုင်တယ်လို့ထိုင်နေကြတယ် အဲ့ဒီနာရောက်တဲ့အခါကျတော့ဒီအပိပြီးတော့ထဲတဲ့ကိုတကားပေါက်ထဲဝင်လိုက်တယ်။မြတ်စွာဘုရားအလိုထိုင်နေတယ်။ရှန်သံဃာတွေကိုမြင်ရပြီအဲ့ချက်ဝင်လိုက်တယ်။ဝင်သွားပြီးတော့မြတ်စွာဘုရားကိုလည်းတွေ့တယ်။သံဃာတွေကိုလည်းတွေ့တယ်။အလုံးဟာစကားတခုံးမှမပြောဘဲနဲ့သံဃာတစ်ထောင်ကျော်ဟာအတန်တိတ်တိတ်မှ မထွက်ဘူးစကားပြောတာတခုမှမတွေ့ဘူးအားလုံးကကမ္မထမ်းရှုနေကြတာเนาะကမ္မထမ်းထိုင်နေကြတာအဲ့ဒီလိုတိတ်ဆိတ်ငြိမ်သက်ပြီးတော့နေလိုက်တဲ့အခါမှာအစတတမင်းရဲ့စိတ်ထဲမှာဘလို့ဖြစ်လာတော့တိတ်ဆိတ်ငြိမ်သက်လို့ရှိရင်သူစိတ်ဓာတ်ပြောင်းလဲသွားတယ်မှန်တယ်အဲဒီတော့ကဘုန်းကြီးတို့စကိုင်းကျောင်းမှာ တင်ငညာသားဧည့်သည်တွေရောက်လာတယ်အမှတ်တရရုရှားကလာတာအဲ့တော့လူတွေရုရှားဧည့်သည်တွေရောက်လာတယ်အဲ့တော့တန်ဃာတွေကိုဖူးကျင်နေဆိုတန်ဃာတွေကဆွန်းစားနေတဲ့အချိန်ဖြစ်တော့သူတို့လိုက်ပြတာလိုက်ပြတော့အဲ့တော့တန်ဃာဟိုရနောက်တော့ရှိ90ကျော်လောက်ပဲရှိပါတယ်အဲ့ဆွန်းစားကြောင်းဝင်ပြီးတော့သွားချိကြတဲ့အခါမှာ ဘသူကမစကားမပြောဘူးစွန့်တာမကန်တာလည်းမကြဘူးတိတ်ဆိတ်ငြိမ့်သက်နေတာတွေကိုကြည့်ပြီးအဲ့နိုင်ငံခြားဧည့်သည်တွေလည်းငြိမ့်သွားတာသူတို့ငြိမ့်ပြီးတော့ချိနေကြပြီးတော့ very peaceful လို့ပြောတာဒါမမရရဖုံးဖုံးငယ်တော့နော်ငြိမ့်သက်သွားလို့ရှိရင်သူတို့ထကူးသွားတဲ့သဘောပေါ့ very peaceful လို့ပြောတာ အဲ့ဒီကြောင်းနဲ့ရောက်လာလို့ရှင်လေဒီတိုင်းပဲတခါတခါလူတွေဟာဘသူကလည်းမတွေ့ရဘူးတိတ်ဆိတ်ငြိမ်သက်နေတာကြည့်လို့ရှင်စိတ်ထဲမှာကြည်နူးမှုတစ်ခုခံစားရတယ်ပေါ့နော်အဲ့လိုခံစားရတယ်အဲ့တော့ဒီအစတသမင်းဟာလည်းပဲဖယားနာရောက်တဲ့အခါတန်ခါရီရဲ့ငြိမ်သက်မှုကိုကြည့်ပြီးတော့သူစိတ်ထဲမှာမပြောတော့ဆို အခုလိုငြိမ်သက်မှုမျိုးနဲ့ငါရဲ့သားတော်ဥရိယဗရမင်းသားများငြိမ်သက်ရင်ကောင်းမှာပဲလို့သူကသူပါဇတ်ထဲကအတန်ထွက်ပြီးတော့ပြောလိုက်တာနော်ငါရဲ့သားလေးအခုလိုများခုလိုဘုန်းကြီးဘုန်းကြီးတွေငြိမ်နေတယ်လို့တန်ခါတွေငြိမ်နေတယ်လို့ငါသားလေးငြိမ်နေကောင်းမှာပဲလို့အဲ့ဒါကိုထက်ကရာဆရာကမှတ်ချက်ရေးထားတယ်ဘာဖြစ်လို့သူကသူ့သားကိုအခုလိုငြိမ်ညမ်းစေချင်တာတော့ဆိုတော့ သူကောင်းထဲမှာအတွေးရှိတယ်။သူကောင်းထဲမှာအတွေးရှိတယ်။ဘလို့တွေးတာတော့ဆိုတော့သူ့သားကသူ့ကိုမေးလိုက်မယ်။အဖေကငယ်ငယ်ရှိသေးတယ်အဖိုးပဲရောက်သွားလဲ။အဖိုးပဲရောက်သွားလဲ။မေးတဲ့အခါကျတော့သူသိလိုက်မယ်အဲ့ဒါဖိုးသူကတတ်ပြီးတော့သူကနိုင်ယူထားတာ။ဖြေရမယ်ဆိုလို့ရှိရင်အဖိုးကိုတတ်ပြီးတော့သူနိုင်ယူထားတယ်ဆို။ အဲ့ဒီအဖြေကြားလို့ရှိရင်ဒီကလေးကလည်းငါလည်းသူ့တက်ပြီးတော့နိုင်ယူပါရင်ကောင်းပါပဲဆိုရအတွေ့အဝဲမှာသိကြောက်တယ်ကိုလုံးတယ်လို့လိုက်လို့မှသိကြောက်တယ်အဲ့ဒါကြောင့်မလို့ तू ကဒီယဟန်တန်ကားရိငြိမ်သက်တယ်လို့ဥရိယပရမင်းသားငြိမ်သက်သွားရင်ကောင်းပါပဲဒါပေမဲ့